နေပြော်တဲ့ဘဝဆိုတာမရှိဘူးဘဝမှာနေသားကြသွားတဲ့အခါဒံယာတွေကသင်္ကန်းစာအဖြစ်ပြောင်းလဲတက်လာတယ်နေပြော်တဲ့ဘဝဆိုတာမရှိပါဘူးနေတက်အောင်နေရင်ကအသားကျသွားတာပါဘဝကခဏပါလို့တည်သွားတဲ့တနေ့ရှင်သန်ခြင်းတွေမှာအယောင်သိမဆိုးဖြစ်တော့ဘူးဘဝကပေးတဲ့သင်္ကန်းစာတွေကြောင့်ရှင်ကျက်တဲ့လောက်ရင်းကျက်ပြီးကိုယ်အတွက်တည်တံ့ဖြစ်တည်ပေးနိုင်မဲ့သူတွေအတွက်ပဲအရှင်ပေးဖြစ်လာတယ် ်လူတွေကပြီးတဲ့သင်ကန်းစားတွေကြောင့်ပေါင်းသင်းသင်းတဲ့လူတွေကိုပေါင်းပြီးမပေါင်းသင်းအပ်တဲ့သူတွေကိုရှောင်တက်လာတယ်။ဘယ်သူကဘလို့ရှိတယ်ဆိုတာတွေထက်ကိုယ်တိုင်ဘလို့ချက်တန်နေထိုင်ရမယ်ဆိုတာကအဓိကပိုကျလာတယ်။အေးချမ်းချင်းတွေကိုမြင်လို့တဲ့အခါပူလောင်ချင်းတွေကိုရှောင်ချလိုက်ရတာပဲမဟုတ်လား။တရားကိုသိတဲ့သူကအေးချမ်းချင်းကိုနားလဲတာပါပဲ။လူတွေနဲ့နေသားတကြရှိဖို့ ကိုယ်တိုင်ပြောင်းလဲစရာမလိုပါဘူးသူ့စရိုက်နဲ့ကိုယ်စရိုက်မတူတဲ့အခါခြေစည်းတာချင်းတူပေမဲ့ပေါင်းစပ်လို့မရတဲ့မြစ်တွေပင်လေတွေရှိပါတယ်လူတွေလည်းထို့အတူပါပဲကိုယ်တိုင်ကကောက်အော့နေလိုက်ရင်မကောင်းတဲ့သူကသူ့အလိုလိုထွက်သွားတာပါပဲလူတွေအလိုကြတိုင်းကြောင်လဲနေထိုင်ဖို့မလိုပါဘူးကိုယ်ပုံစံလေးနဲ့ကိုယ်နေရှင်ပတ်ချင်းတွေ့ရင်ဘလို့လူပဲဖြစ်ဖြစ်ပေါင်းသိမ်းလို့ရပါတယ်သူက ိုမဟုတ်တဲ့လောကကြီးမှာအပေါ်ရဲ့မျက်နှာဖုံးတွေကပုံများနေတတ်တယ်။စာအုပ်မျက်နှာဖုံးလေးကြည့်ရုံနဲ့စာအုပ်တော့ရဲ့တန်ဖိုးကိုမသိနိုင်သလိုပဲလူတယောက်ရဲ့ကိုချင်းသိခါတရားဆိုတာလောရဲ့တွေနဲ့တက်တည်ပြတာပါ။ဘသူဘာပဲလှုပ်လှုပ်ခိုးလို့ရဲ့တွေအကြီးမတန်ဖို့လိုတယ်။ဘသူဘလို့ပုံစံနဲ့ချင်တဲ့နေပါစေကိုယ့်ရဲ့ချင်တဲ့ခြင်းတွေသိခါချဖို့လိုပါတယ်။